ယခုရတပတ်မှာကိုဗစ် -19 ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းအနည်းငယ်မြင့်တက်လာကြောင်းနာဆာကကျန်းမာရေးဝန်ကြီးဒေါက်တာတက်ခိုင်ဝင်းကမေလ23ရက်နေ့မှာပြုလုပ်ခဲ့တဲ့ယာတီတုပ်ကွေးရောဂါနဲ့ကိုဗစ် -19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကြီးနိုင်အစီအစဉ်မှာပြောကြားခဲ့ပါတယ်ပြင်းထန်လူနာနဲ့အထူးကြမ်းမတ်ကုသပေးရတဲ့လူနာတွေမရှိခြင်းတိုက်စုံးမှုမရှိခြင်းတို့ကြောင့်စိုးရိမ်ဖွယ်ရာမရှိဘူးလို့ဆိုပါတယ် ယခုအထိတွေ့ရှိရတဲ့ဗီဇာပြောင်းပိုးတွေဟာကမ္ဘာနိုင်ငံတွေမှာလည်းကုသလျက်ရှိပြီးပြင်ထက်မှုမရှိတဲ့မျိုးကွဲတွေဖြစ်တာကြောင့်လက်ရှိထိုးနှံပေးနေတဲ့ယောဂကာကွယ်ဆေးတွေနဲ့ထိရောက်စွာကာကွယ်နိုင်တယ်လို့သိရပါတယ်။ကမ္ဘာနိုင်ငံအချို့နဲ့မြန်မာနိုင်ငံရဲ့အိန္ဒိယနိုင်ငံတွေအပါအဝင်ဒေတာရင်းနိုင်ငံအချို့မှာယာတိတုတ်ကွေးယောဂါနဲ့ COVID-19 ယောဂါကုသဖြစ်ပွားမှုတွေလက်တလောမြင့်တက်လာတာကိုတွေ့ရှိရတယ်လို့လည်းကျန်းမာရေးဝန်ကြီးဌာနရဲ့ပြောကြားချက်အရသိရပါတယ်။ ကျမရဲ့ဝန်ကြီးဌာနအနေနဲ့လေဆိပ်စစ်ကမ်းနဲ့နေဆက်ကိတ်တွေမှာယောဂဆောင်ချက်ကြည့်ရှုခြင်းတန်တရားလက္ခဏာရှိသူတွေတခွဲစစ်ဆေးခြင်းမျိုးရိုးပီစာပြောင်းလဲမှုစစ်ဆေးခြင်းနဲ့ကာကွယ်ဆေးထိုးနှံပေးခြင်းတွေဆောင်ရွက်လျက်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။တစ်ဖက်မှာလည်းယောဂကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေအတွက်လိုအပ်တဲ့ဆေးနဲ့ဆေးပစ္စည်းတွေကိုအသင့်ပြင်ဆင်ထားရမယ်လို့ဆိုပါတယ်။ မီလာ၁၇ရက်မှ၁၈ရက်နေ့အထိတခွဲနမူနာ၂၄၆၁ခုစစ်ဆေးခဲ့ရာရန်ကုန်တိုင်းဒေသကြီးလိုင်မြို့နယ်မှာကိုဗစ် -19 ရောဂါတခွဲအတည်ပြုလူနာသစ်တအုပ်တွေ့ရှိကြောင်းကျန်းမာရေးဝန်ကြီးဌာနရဲ့မီလာ၁၉ရက်နေ့ည၈နာရီသတင်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ကြောင်းပါခင်ဗျာ။